။အလုံးမေမင်္ဂလာပါ။ကျွန်တော်ဒီနေ့အားလုံးကိုပြပြပေးခြင်းနဲ့အကြောင်းအရာလေးကတော့နှစ်စဉ်ပြည်တွင်းဂျပန်လူမျိုးတွေတမကကဘာလက်ခီတို့အများပြားလာရောက်လည်ပတ်လေးရှိတဲ့ဂျပန်နိုင်ငံရဲ့အထင်ကြီးရကာမကူရဒိုင်ဘူးဇုလွတ်လူတိများတဲ့ရှစ်ခေဗုဒ္ဓရုပ်ဘောတော်ကြီးအကြောင်းပဲဖြစ်ပါတယ်။ ကာမကူရဘုရားဟာဂျပန်နိုင်ငံရဲ့ခနာကာဝကန်ကာမကူရမြို့မှာရှိတဲ့ကိုတုကူရင်ဆိုတဲ့ဘုရားကျောင်းဝန်းထဲမှာတည်ရှိတဲ့ကြီးမားတဲ့ရှေးခေတ်ဗုဒ္ဓရဘောတော်ကြီးဖြစ်ပါတယ်။အဆိုပါဗုဒ္ဓရဘောတော်ကြီးဟာအနောက်ဘက်အရက်ကိုမျက်နှာမူထားပြီးတော့ဂျပန်ရဲ့အထင်ရှားဆုံးရှေးခေတ်တမိုင်းဝင်ဗုဒ္ဓရဘောတော်ကြီးတွေကတခုနည်းနဲ့သတ်မှတ်ခံရပါတယ်။ကာမကူရဒိုင်ဘုစုကိုစတင်တည်ဆောက်ခဲ့တာကတော့ 73ရာစုခေတ်တက်ကရေ1252ခုနှစ်မှာဖြစ်ပါတယ်။ကာမကူရာကြီးနိုင်လို့ခေါ်တဲ့ကာမကူရာခေတ်မှာဂျပန်နိုင်ငံမှာရူရှိလို့ခေါ်တဲ့စစ်သားတွေစတင်ပေါ်ပေါက်လာခဲ့ပြီးနိုင်ငံရေးအာဏာကိုစစ်သားတွေကစတင်ချုပ်ကင်လာတဲ့အချိန်ဖြစ်ပါတယ်။ကာမကူရာခေတ်ကိုစတင်ဖွဲ့စည်းခဲ့တဲ့အဖွဲ့ကတော့ကာမကူရာဘက်ကူဖူလို့ခေါ်ကြပါတယ်။တဟာဂျပန်မှာပထမဆုံးစစ်သားတွေကစတင်အုပ်ချုပ်ခဲ့တာဖြစ်ပြီး ရှင်ဘီရင်စနစ်အစားစစ်သားအုပ်ချုပ်မှုစနစ်ကိုစတင်ခဲ့တဲ့အချိန်ဖြစ်ပါတယ်။တက္ကသိုလ်1243ခုနှစ်မှာကာမကူရဒိုင်းမှုစစ်ကိုပထမဆုံးတစ်သားအနေနဲ့ဖန်တီးတည်ဆောက်ခဲ့တာဖြစ်ပြီးနောက်ပိုင်းမှာတော့လေးတန်မိုးတန်တွေကြောင့်ပျက်စီးသွားတဲ့အတွက်ကြောင့်မလို့တက္ကသိုလ်1252ခုနှစ်မှာတော့ချင်းနီအုံပြုပြီးပြန်လည်ပြုပြင်တည်ဆောက်ခဲ့တာဖြစ်ပါတယ်။ ကာမကူရဒိုင်မှုစုဟာအမြင့်73.35မီတာခန့်ရှိပြီးအလေးချိန်က121တိရစ္ဆာန်ရှိပါတယ်။ဒီရဘောတော်ကြီးဟာဂျပန်နိုင်ငံမှာဒုတိယအကြီးဆုံးကျေးတွန်းဗုဒ္ဓရဘောတော်ကြီးဖြစ်ပြီးအကြီးဆုံးရဘောတော်ကြီးကတော့နာရာမြို့မှာရှိတဲ့တူတိုင်းကြီးဒိုင်မှုစုပဲဖြစ်ပါတယ်။ကာမကူရဗုဒ္ဓရဘောတော်ကြီးဟာအတွင်းလေးကို လှည့်လည်ကြည့်ရှုနိုင်တဲ့အတွက်ကြောင့်မလို့900စုကကဂျပန်လူမျိုးတွေရဲ့ရိုးရရင်ကျင်းမှုနဲ့ဘာသာတရားယုံကြည်ချက်တွေကိုတပြိုင်နက်တည်းလက်တွေ့ခံစားနိုင်ပါတယ်။ကမကူရဒိုင်ဘူးစုဟာဗုဒ္ဓရုပ်ဘောကြီးကိုစတင်တည်ဆောက်ခဲ့တဲ့အချိန်မှာတော့အမိုးကရှိတဲ့ဘုရားရှိခိုးကျောင်းဝင်းထဲမှာတည်ထားခဲ့ပေမဲ့တက္ကရ1498ခုနှစ်မှာ ကြီးမားတဲ့ဆူနာမီကြီးတစ်ခုကြောင့်အဆောက်အဦတစ်ခုလုံးပျက်စီးသွားခဲ့တာမို့ယခုတက်တိုင်းဒီအတိုင်းပဲတည်ရှိနေတာဖြစ်ပါကမကူရတိုင်းပုစုဟာဂျပန်နိုင်ငံရဲ့ယဉ်ကျေးမှုအမှုပညာဘာသာတရားနဲ့တမိုင်းနောက်ခံတို့ကိုတပြိုင်နက်တည်းမြင်တွေ့ခံစားနိုင်တဲ့ထင်ရှားတဲ့တမိုင်းဝင်နေရာတစ်ခုဖြစ်ပါတယ်။ဒီကမကူရဗုဒ္ဓယောဘောရကြီးဟာတာမန်အမှုပညာလက်ရတစ်ခုတက်တယ်မဟုတ်ဘဲ အနုပညာနဲ့ဗုဒ္ဓဘာသာကိုပေါင်းစပ်ပြီးတော့ဘာသာတရားယုံကြည်မှုနဲ့တတ်ဝင်မှုကိုထင်ရှားအောင်ဖန်တီးတိဆောက်ထားတာပဲဖြစ်ပါတယ်။ဗုဒ္ဓဘာသာကိုကိုယ်ကိုယ်ယုံကြည်သူတွေအတွက်ဖူးမြော်နေခြင်းမှလည်းလောဘတော်ကြီးရဲ့အေးမြပြီးတည်ကြည်တဲ့မျက်နှာတော်ကိုဖူးမြော်မြင်တွေ့နိုင်တဲ့အတွက်ကြောင့်မလို့ပေမန်းနဲ့မှုနဲ့စိတ်ဖြစ်မှုတွေကိုရောကြပြီးတည်ငါစိတ်ရဲ့ငြင်းညံ့မှုကိုခံစားရခြင်းနေပါတယ်။ ကမကုရဘေးကအနီးတစ်ပိုင်းမှာနောက်ထပ်တွမ်းရောက်လက်ပတ်လို့ရမယ့်နေရာတွေကတော့အစေတေရာဘုရားကျောင်းကမကုရဒိုင်းဘုစကနေအတော်နီးတဲ့ဘုရားကျောင်းတစ်ခုဖြစ်ပါတယ်။ဒီဘုရားကျောင်းဟာတောင်ကုန်းပေါ်မှာတည်ရှိတာကြောင့်လေပတိရှိမှဆိုလို့ရှိရင်ပင်လယ်ကမ်းခြေနဲ့လှပတဲ့ရေကင်းတွေကြောင့်စိတ်ကိုကြည်ညာဆန်းနေဖြစ်ပါ။ယူကဟာမကမ်းခြေ ခမကူရောမျိုးရဲ့နမည်ကျော်ကြားဆုံးပင်လယ်ကမ်းခြေတစ်ခုဖြစ်ပါတယ်။ပင်လယ်ကြီးရဲ့လှုပ်ရှားမှုနဲ့အေးမြတဲ့လေပြင်းလေးညင်းတွေကြောင့်သူပြည့်စိတ်ကိုကြည်လင်လန်းဆန်းစေပြီးတဘာဝတရားကြီးကိုကြိုက်နှစ်သက်သူတွေအတွက်ကတော့အရန်ကိုတင့်တော့။နောက်တစ်ခုကတော့ခမကူရာ hiking course တောင်တက်လမ်းလေးဖြစ်ပြီးတော့တောင်တက်နေတဲ့အချိန်မှာလဲခမကူရာမျိုးကိုအပေါ်စီးကနေမြင်တွေ့နိုင်ပြီးတော့တစ်တောတဘာဝဝင် ပတ်ဝန်းကျင်နဲ့တဘာဝတရားတန်တွေကြောင့်စိတ်ရဲ့အေးချမ်းမှုကိုခံစားကြည့်မှာဖြစ်ပါတယ်နောက်တစ်ခုကတော့ဟိုကူကူကြီးဘုရားကျောင်းပဲဖြစ်ပါတယ်ကာမကူရမြို့နီးမှာရှိတဲ့ဟိုကူကူကြီးဘုရားကျောင်းဟာတိတ်ဆိတ်ပြီးအေးချမ်းတဲ့တဘာဝအလတရားနဲ့လူတိများတဲ့ဝါတော်ဒီထဲမှာရှိရာကြောင့်လပ်ပါတဲ့ ဘောတော်လန်းလေးကိုရှောင်ရင်စိတ်ကြည်နေမှုကိုလာစီမှာဖြစ်ပါတယ်။နောက်ဆုံးတစ်ခုကတော့ခူမာကြည်လန်းလေးဖြစ်ပါတယ်။ခမာကူရဘုဒ္ဓနာမရှိတဲ့ခူမာကြည်လျှော့တန်းငိုင်းလို့ခေါ်တဲ့ခူမာကြည်လန်းလေးဟာဇေဝေသူတွေနဲ့စားတောက်ခြင်းသူတွေအတွက်အရန်ကိုကောင်းမွန်တဲ့အရာသာနဲ့ဂျပန်ရိုးရာယဉ်ကျေးမှုကိုပေါင်းဆက်ထားတဲ့ဈေးဆိုင်တန်းလျှောက်လန်းလေးပဲဖြစ်ပါတယ်။ ကမကုရအတိုင်းမှုဆိုဟာနိုင်ငံတော်အဆင့်ထိတမတ်ခံထားရတဲ့တမိုင်းဝင်ရှေဟောင်းကျေးတွန်းဖျားကြီးဖြစ်ပြီးဂျပန်နိုင်ငံရဲ့ယဉ်ကျေးမှုအမှုပညာဘာသာဘာသာတရားပေါ်တော်ဝင်ယုံကြည်မှုတွေနဲ့ပြည့်နှက်နေတဲ့အတွက်ကြောင့်မလို့ဂျပန်မှာရှိတဲ့တင်ငင်ချင်းတွေလည်းတစ်ခါတော့ဘာရောက်လက်ပတ်ကြည့်တင်ပါတယ်အဆုံးထိနောက်ထောင်ပြည့်အတွက်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်